ဒီနေ့အတွက်ကတော့ကျွန်တော်တို့ထမင်းလဲအရန်စားလို့ကောင်းတယ်နောက်တစ်ခါအထားခံအစားခံတဲ့ကြက်တုံးဆက်ကြော်နီးလေးကိုကြွားပြပေးမှာဖြစ်ပါတယ်အဲကြက်တုံးဆက်ကြော်ဖို့အတွက်ကကျွန်တော်တို့ကအတုံးကိုတော့ဒီလောက်လောက်အနေထားလေးတွေကျွန်တော်တို့တုံးပါမယ်နော်အဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာအတုံးလေးတွေတုံးထားပြီးတော့ဒါရေးတန့်စေးထားတာပေါ့နော်အဲဒီထဲကိုနောက်တစ်ခုကအရသာနေတော့မယ်ဆိုလို့ရှိရင်လည်းเนาะအရသာတွေကထွေထူးထူးစားအချုံမုံရယ်လို့ဒီနေရာမှာတုံးပြသွားမှာမဟုတ်ဘဲနဲ့ဒီမှာလေเนาะကျွန်တော်တို့ ကျက်သားစစ်စစ်ကနေထုတ်လုပ်ထားတဲ့တဟဲဆကျက်သားမှုန်ကိုသာအသုံးပြုသွားမှာဖြစ်ပါတယ်။ကဲဒါလေးတွေကိုကျွန်တော်တို့ကအရသာလေးတွေနေပါမယ်နော်။ဒီထက်ကိုတဟဲဆကျက်သားမှုန်လေးပေါ့နော်။ကျက်သားမှုန်လေးထည့်မယ်။ထည့်ပြီးသွားလို့ရှိရင်ဒါလေးကဂျင်းလေးပေါ့နော်ဂျင်းလေးကိုထောင်းထားတယ်ဂျင်းထောင်းထားတာလေးထည့်မယ် က်သွန်ဖြူလေးထောင်းထားတာလေးတွေထည့်ပါမယ်เนาะသွားရင် စနွန်းမုံလေးထည့်ပါမယ်ဒါတွေအားလုံးထည့်ပြီးသွားပြီဆိုရင်เนาะကျွန်တော်တို့ကအရသာလေးတွေအားလုံးစိတ်ဝင်သွားအောင်နှံ့သွားအောင်เนาะအခုလိုလေးနေပေးပါမယ် အဲအခုလိုလေးနည်းပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကရေခန်းသွားတဲ့အထိပြုတ်ပြီးပါမယ်နော်ဒီဗီချက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကရေကထွက်လာမှာပေါ့နော်အဲ့ဒါဆိုတော့ကြတော့ရေကိုလည်းအရန်ကြီးမထွက်ဘူးလက်စေးရေလေးပဲထည့်လိုက်မယ်ပေါ့နော်အဲအဲ့လောက်ကလေးပဲထည့်ပြီးတော့ကျွန်တော်တို့ကအဖုံးလေးကိုအုပ်လိုက်ပါမယ်နော်

ဒီထက်ကိုစီထက်ပြီးမကြော်ပါဘူးခင်ဗျာเนาะဓာလေးကိုပြန်လှည့်ပြီးမှသာကျွန်တော်တို့ကစီကိုများများလေးဆက်ပြီးတော့ကြော်ပါမယ်เนาะကျွန်တော်မောင်လေးထည့်ပြီးတော့ကျွန်တော်တို့စီပူလာတဲ့အထိစောင့်လိုက်ပါအောင်မနော်ဒါစီလေးကျလာပြီဆိုတော့ကျွန်တော်တို့ကြက်သားလေးတွေထည့်လိုက်ပါမယ် ဲကျွန်တော်တို့ကဒီတိုင်းလေးပဲအသားလေးတွေရဲရဲလေးနဲ့ချော့ချော့လေးဖြစ်သွားအောင်ကြိုလိုက်ပါအောင်မနော်အဲကျွန်တော်တို့မှုရင်းသားနဲ့ပဲเนาะတသားလေးတွေကအခုဒီပုံစံလေးတွေပေါ့เนาะအဲဒီလိုလေးဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ချက်ကိုတက်တုံမြူလေးထည့်ပါမယ်เนาะ တက်တူတူလေးကျက်သွားအောင်เนาะအနံ့လေးတွေကလည်းအကုန်လုံးလဲရောက်သွားအောင်လို့ကျွန်တော်တို့ကမှုေးပေးပါမယ်။ကဲမှုေးနားနဲ့ကျက်သွန်ဖြူလေးတွေကလည်းကျက်လာပြီဆိုတော့ကျွန်တော်တို့ကငရုတ်သီးလေးထည့်ပါမယ်เนาะ။အဆက်ကြော်ဖြစ်တဲ့အတွက်ငရုတ်သီးကိုတော့ကျွန်တော်ကပိုထည့်ပေးထားပါတယ်။အဲငရုတ်သီးလေးထည့်ပြီးသွားရင်လည်းခုနလိုမျိုးပဲကျွန်တော်တို့ကမှုေးပေးပါမယ်။ ဆိုအခုလိုမျိုးအတုံးသေးလေးတွေသုံးပါသာအတွင်းသားလေးတွေလည်းကြက်မယ်ပေါ့နော်အဲ့ဒါကြောင့်အသေးသေးလေးတွေပဲကျွန်တော်ကတော့တုံးထားတယ်မြေဥတီကအကြက်မြန်နာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဝင်းသီးလေးထည့်ပြီးတော့နည်းနည်းလေးမှွေတာကြာသွားပြီပြီဆိုရင်တော့အဲကြက်တော်အနေကျွန်တော်ကတော့ကြော်ပြီးသားရှိနေတဲ့အတွက်ကြက်တော်အနေကြော်ပြီးသားလေးထည့်လိုက်ပါမယ် ်တက်တော့အနေထဲချင်းအပြင်ကျွန်တော်အနှစ်ကလေးကကိုရမ်းစားလို့ကောင်းတာပေါ့နော်တက်တော့အနေလေးထည့်မူတာခဏလေးကြာသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပိုးပြီးတော့အရသာရှိစေဖို့အတွက်ကကျွန်တော်ငံပြာရည်လေးလောင်းပါမယ်နော် ံပြာရည်လေးလောင်းပြီးသွားရင်တော့နောက်ထပ်အရသာအတွက်ကကျွန်တော်တို့ကမပါမဖြစ်တဟဲဆအကြတောင်းမုံလေးကိုထပ်ပြီးတော့ထည့်လိုက်ပါမယ်နော်ထပ်ပြီးသွားရင်အလုံးသမသွားအောင်အခုလိုလေကျွန်တော်တို့ကမှုပြပါမယ်။ကဲအခုဆိုလို့ရှိရင်တော့ လွယ်ကူရိုးရှင်းပြီးတော့ထမဲအရန်စားလို့မိမ့်မဲ့ရက်ရှိအထားခံစားခံမဲ့ကြက်တုံးဆက်ကြော်လေးရပြီပေါ့ဗျာ